ကဲပါဆရာအခုဆရာပြောပြသွားတဲ့အထက်မှာဒီ90ရွေးကောက်ပွဲအကြောင်းလေးပေါ့နော်2010ရွေးကောက်ပွဲအကြောင်းနေဦးတယ်တခြားနားထောင်လိုက်ရတယ်ဆိုတော့လေအာနောက်ထပ်မိကုန်လေးတစ်ခုထပ်ပြီးတော့မိချင်ပါသေးရဲ့ဆရာအဲ့ဒါကတော့ဒီ2020ရွေးကောက်ပွဲပေါ့ဒါ NLD ရဲ့အစိုးရလက်ထက်ကရွေးကောက်ပွဲလို့လေပြောလို့ရရပေါ့အဲ့2020ရဲ့ရွေးကောက်ပွဲကောက်ကြောင်းလေးရဲ့အဲ့အချိန်တုန်းကတော့2010မှာရောဒီဒီဟို ဒီရေကောက်ပွဲကော်မရှင်တွေရဲ့ရည်တည်ချက်လေးတွေပေါ့ဗောနော်အဲ့ဒါလေးတွေပါဆရာအဲအတွေ့အကြုံလေးတွေနဲ့ရှုမြင်သုံးသပ်ပေးပါအောင်ဆရာဟုတ်ကဲ့အဲ့ဒီနောက်ကျွန်တော်ဗမာပြည်ကမှာ2015နဲ့2018အထိကျွန်တော်ရှိနေတာဖြစ်တယ်အဲ့လိုရှိနေတဲ့ကာလအတွင်းမှာဒီဂျာပြတ်အစိုးရတွေမှာကျွန်တော်တို့ဒီဘက်နိုင်ငံတကာ access လို့ခေါ်တော့ဗောနော်ရေကောက်ပွဲဆောင်ကြည့်လေ့လာရေးကျွန်တော်တို့ဟိုက IR ရှိတယ် NDI ရှိတယ် NDD ရှိတယ် IFS ရှိတယ် USH ရှိတယ် 那阿拉这个预告片要去上几例了，拍人才，哎，你讲讲预告片嘛，叫那种工人多接来看嘛啊。这个我慢慢讲讲嘞，没比嘞，喏，没比比嘞看嘛。那拍偏偏努力些嘛，工资嘞，都出来多好赚嘞，比平常嘞嘛，比了七倍比了预告阿的，喏，大家预告片上几例了，明白啦。第二，那汤那谁嘛嘞，地带没？ နော်2020ကိုပြောချင်တာကြာ2015မှာ energy ကအပြတ်အသတ်ပြန်နိုင်တယ်နော်တခါ2020မှာလုတ်ပြန်တော့လေ2015ရူမှာနိုင်တဲ့ဥယျာဉ်တွေပို့ပြီးတော့နိုင်တာဖြစ်တယ်နော်ဒီတော့ဒီနေရာမှာထောက်ပြချင်တာကစေကုစုက federal လို့ပြောလိုက်တိုင်းပြောလိုက်တိုင်းမှာအာဏာသိမ်းမှုလုတ်တယ်သို့မဟုတ်ဖန်စီထောက်ချအရေးကြီးတယ်နှိမ့်ကွတ်တယ်နော်ဥပမာ68ခုနှစ်တုန်းကနော် 33အကြံပေးကော်မတီဘုံတွင်ကဖွဲ့ပြီးတော့အကြံပေးကြပါဆိုတဲ့အတွက်ချင်းလူငယ်တွေက Federal Possible အခြေခံဥပဒေအကြံပြုတဲ့အဲ့ဒီလိုအကြံပြုတဲ့အထက်ပါတဲ့လူတွေအကုန်လုံးဖမ်းဆီးထောင်ချပြလိုက်တယ်တို့တို့စစ်တပ်တွေကစစ်ဘိုလ်တွေလည်းပါတယ်မဆာလာဟိုသား unit committee ဥက္ကဋ္ဌတွေလည်းပါတယ်နော်အထိမခံဘူး federal ဆိုရင်ကဲအဲ့ဒီတော့2020ရွေးကောက်ပွဲမှာဟာ NLD ရဲ့ရည်တည်ချက်ကအဓိကကြတယ်နော်ဘယ်ကနေစလဲဆိုရင်2019အောက်တိုဘာလ28ရက် NCA လင်းနေမြောက်နော်နေပြည်တော်မှာပနာယူနေတာဘုချင်းစိုးတို့ကအဲ့ဒီမှာဒေါန်ဆာစစ်တီပြောသွားတဲ့မိကူမှာ2008ဖွဲ့စည်းပုံကိုပြင်မယ်ဆိုတဲ့စကားလုံးတစ်လုံးမှမပါတော့2015လုံးမှာ room mate ခုနှစ်ချက်ရှိတဲ့ NLD ပါနော်အဲ့ room mate ခုနှစ်ချက်မှာစောစောကပြောတဲ့ဒိုက်ဒီအထိခံမဲ့တရား၄ချက်တည်းကနော်အခု2008ထဲမှာဒီမိုကရေစီစံချိန်စံညွှန်းနဲ့မကိုက်တဲ့ပုံစံတွေပြင်ဖို့နော်ပြီးအမျိုးသားညီလာခံကြီးပြန်ခေါ်ဖို့အဲ့ဒီဒီဟာတွေပါတော့ပေါ့ ဒါမှလည်းအဲ့ဒီ NCA လင်းလင်းမြောက်မှာဒေါက်ဆာစစ်ကြီးပြောတာဒီပေါ်တင်ပြောသွားတာနော်ဖက်ဒရယ်ပြည်တော်စုတည်ဆောက်ဖို့အတွက်ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးမယ်နော်ဖွဲ့ဖက်ဒရယ်ကွန်စတီကျူရှင်းနဲ့အညီအနာခွဲဝေမယ်နော်အဲ့ဒီဖက်ဒရယ်ကွန်စတီကျူရှင်းနဲ့အညီတိုင်းနာပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရှိစေရမယ်နော်ဖက်ဒရယ် ဟို constitution နဲ့အညီဘဏ္ဍာခေါ်မှုတွေရှိရမယ်ဆိုတော့ federal ရေးကြီးပဲပေါ်တင်သုံးသပ်တာဖြစ်တယ်။ NLD ကစထောင်တဲ့က federal ကိုလုံးဝမသုံးဘူး။ရှောင်ခဲ့တာဖြစ်တယ်။ပြည်ထောင်စုလိုပဲသုံးတယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်က federal ဆိုအသေးကြောက်တာဖြစ်တယ်။နော်စစ်တပ်မှာကြောက်ရောကသုံးမှုရှိတယ်။နော်တစ်က xenophobic နိုင်ငံသားအင်မတန်ကြောက်တယ်ဒါကြောင့်မလို့မဆာလာကတကားပိတ်ဝါရကျစုံလာနိုင်ငံသားတို့ကတော့မဆက်ဆံရဘူး။ နော် now federal ကြောက်တယ် federal phobic ဟာ federal ဆိုလို့ချီစစ်တပ်ကအရသာအစိုးရလည်းအောင်ရောက်ပါဘူးဘယ်ဒီဒီလိုအမြဲတမ်းဥစားထာဝရတက်မလို့ကြီးလုံနေလို့ဘယ်ရောက်လဲနော်ထာဝရဥစားဥစားကာချုပ်တွေလွတ်လို့မရဘူးလေအဲ့ဒါကြောင့်မလို့ federal ပြောတာနဲ့အနာသိနေတာပဲ62ပါရှင်းနေတော့နောက်ကြောက်တာကဥစား cp4 ကဘာကပါအသေးကြောက်တာငယ်ကြောက်ဘာကပါဆိုအဲ့ဒါသူ့မှာကြောက်ရောကသုံးခုရှိတယ်စစ်တပ်သူ့ ါကြောင့်မလို့2019မှာတည်းက NLD က Federal လို့ပေါ်တင်ချထွက်လိုက်2020ရွေးကောက်ပွဲလာပြီနော်ကိုတူကျော်တို့လာကြည့်ပြီတော့ဟုတ်လားအဲ့တော့2020ရွေးကောက်ပွဲမှာ NLD ကထုတ်ပြန်လိုက်တဲ့2020 September 2ရက်နေ့ Election Manifesto ရွေးကောက်ပွဲကြီးညာစတဲ့မှာတည်းချက်၃ချက်တည်းပဲ2008ပြင်မှာတလုံးမကူမပါတော့ပြီးပြီအပြတ်၃ချက်ကပါလို့ဆိုလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားအရေးနော်နောက်တခါ Federal Constitution အနာဂတ် Federal ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံရေးဆွေးရည်နောက်တစ်ချက်ကရေရှည်ဖွံ့ဖြိုးတိုးတက်မဲ့နော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုတော့ကင်တော့မယ်ဥပိုင်လို့နော်စစ်တပ်ကဟိုအရင်တုန်းကလုထားခဲ့တဲ့ DSI လိုပါမျိုးတွေဒီဘက်ကမှဥပိုင်လုတဲ့နော်နောက်တခါဒီ DSI ကိုဖျက်ပြီးတော့တက်လာတဲ့ခါမှာသူတို့ BEDC လုတဲ့နော် ညမစီဝါယူမျိုးတက်တက်မှုဆိုတာဒါ BDC လေးအကုန်လောက်တာလေးအဲ့ဒါအဖျော်ရမကာရောဘာရောဆက်ကူပုံလေးကောနော်အခုဂျူငယ်နေချမ်းမှာပြောပြောနေတဲ့ BE BE ဆိုတာအဲ့ဒါလေးကိုပြောနေတယ် BDC နော်နောက်နောက် BDC ကဒါနိုင်ငံတော်ပိုင်းလုပ်တယ်ဆိုရင်အဲ့ဒီဟာဒီအကုန်လုံးကစစ်တပ်ကပဲ control လုပ်တာဖြစ်တယ်နော်ဒါပေမဲ့ဒီဘက်ခေရောက်လာတဲ့အခါကျတော့တို့ကဥပိုင်နဲ့လုပ်လာတာနော်ဒါဟုတ် NLD ကကင်တော့မယ်ဆိုတာသိရတဲ့အတွက် နော်2020ရွေးကောက်ပွဲအပြီးမှာမဲမတမမှုဆိုတဲ့နော်လိမ့်လေအကြောင်းပြခြင်းနဲ့အာနာသိညာရှင်းရှင်းလေးပဲအာနာသိညာရရဲ့အဓိကအကြောင်းရင်းက NDT Federal ကိုသွားတော့မယ်ဆိုတာ Federal သွားရင်တိုင်းသားတွေနဲ့ရပြီ Federal တက်မလို့ဖြစ်ပြီလေနော်စစ်တပ်လွတ်ချင်နိုင်လို့လို့ပြရတာအနှစ်သာရထားပါပဲနော်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီကနေ့လွတ်လပ်ရေးခေတ်ကစလို့အခုမျက်မှောက်ကလာအထိဒီကနေ့စစ်တပ်က နော်တိုင်းပြည်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုဆောင်ရွက်ခဲ့တဲ့အဖွဲ့အစည်းလည်းမဟုတ်ဘူးဆောင်ရွက်လို့တဲ့ဆန္ဒလည်းမရှိဘူးအဲ့ဒီလိုမရှိတဲ့အတွက်အခုနှစ်ပေါင်းညောင်များစွာပြည်သူလူထုကြီးရဲ့တရားလုံးကိုတည်ဆောင်းလာခဲ့တဲ့ဝင်တော့ဝင်ဖို့ကြီးတိုင်းပြည်ရဲ့အန္တရာယ်ကြီးဖြစ်တယ်လို့ကျွန်တော်ကထောက်ပြစေနော်ဒီကနေ့တို့လုံမယ်ဆိုတဲ့2025ပဲဖြစ်ဖြစ်26ပဲဖြစ်ဖြစ်ဒါမဲ့အခင်းချင်းရွေးကောက်ပွဲမှန်သမျှအားလုံးဒီ စစ်တပ်မင်းဆက်ထောက်ရကြီးစိုးရေးအတွက်ပြင်ဆင်ထားတဲ့ရွေးကောက်ပွဲပဲဖြစ်တယ်။နော်ဒီအခါမှာစစ်သဘောနဲ့ပြောရင်စစ်တပ်ကနော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကာကုန်ဖြစ်တယ်။နော်သူ့ရဲ့စစ်တပ်ကခံကုန်ဖြစ်တယ်။နော်ဒီတော့88မှာသူ့ရဲ့ကာကုန်ကြီးဖြစ်တဲ့84ဖွဲ့စည်းပုံကိုလူလူနဲ့တိုက်ချလိုက်တဲ့အခါမှာသူ့ရဲ့ခံကြုတ်ဖြစ်တဲ့စစ်တပ်ပဲကျန်တယ်။အဲ့ဒီမှာသူကစစ်တပ်ကိုပြန်အားဖြည့်တယ် ပြီးလက်ပြီးတော့တေကပျောက်ကျသွားတယ်နော်ဒါဘလူးရောက်ကြီးပေါ်လာတဲ့အခါမှာမင်းသားကောင်းလေးနဲ့2008ဆိုတဲ့ဖွဲ့စည်းပုံနဲ့တခါထက်ကားပြန်တယ်နော်ကားတဲ့အချိန်မှာသူကတခါစိတ်ရင်ဟောတခါထက်ဖြည့်လာပဲဖြစ်တယ်နော်ဒီကနေ့လိုရွေးကောက်ပွဲမှာတခါမှမကြဘူးနော်ဒီကူမလာဆိုစစ်မှုထမ်းဥပဒေတတ်မှတ်တာလို့နော်နောက်ဆုံးဒီရွေးကောက်ပွဲမှာနော် ဟိုစန့်ကျင်ကောက်ကွက်မယ်ဆိုရင်အသက်အန္တရာယ်ရှိမယ်ဆိုရင်သေတံတောင်ပွေးမယ်ဆိုတဲ့အမေးထုတ်တာတခါမှဘယ်တိုင်းဒီမှာမှအဲ့ဒါရွက်ကောက်ပွဲကိုစန့်ကျင်လို့သေတံပေးတယ်ဆိုတာမရှိဘူးလေသူတို့ကဒီလိုအပိကိုက်တာဖြစ်တယ်လေဒီတော့ညီကုန်းချုပ်ပြောချင်တာကဘာပဲလုပ်လို့ဒီကနေ့စစ်တပ်လွတ်တဲ့ဟာဖြစ်ဒီစစ်တပ်မျိုးဆက်ထောက်လိုက်ကျေဆွေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီရွက်ကောက်ပွဲနဲ့ပတ်သက်ရင်အနုနီကောအကြံနီကောမနုမကြံနီကောနီးစုံလမ်းစုံနဲ့ကျွန်တော်တို့မိကုံရန်ကုန်တိုက်ဖြတ်ဖို့က ဒီကနေ့ဗမာပြည်မှာရှိနေတဲ့တမျိုးသားလူမျိုးအမျိုးသားရေးတောင်းတရားဖြစ်တယ်လို့ကျွန်တော်ဒီကနေ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကြောင်းရကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပြောရတယ်အများကြီးဖြစ်သားတဲ့အတွက်ဒီလောက်ဆိုတော့လုံးဝထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအခုဆရာပြောသားတဲ့အရာတွေအားလုံးမှာမြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက်လုံးကရွေးကောက်ပွဲကောက်ကြောင်းနေကိုလည်းတည်တည်ချာချာနားလည်လိုက်သလို အာသူတို့ရဲ့လာယာပေါ့နော်ဒီရွေးကောက်ပွဲတွေရဲ့လာယာနဲ့သူတို့ရဲ့သွားမယ့်လာယာဆိုတဲ့ဥစ္စာကိုလည်းတိတိချာချာတင်းတင်းရှားရှားပေါ့နော်အာမြင်မြင်လိုက်တိမိရေပေါ့နော်တစ်ဆက်တည်းမှာပဲဆရာနီကုန်းချုပ်ပြောသွားတဲ့စကားလေးလို့ပေါ့နော်ဒီ2025ရဲ့သူတို့ရွေးကောက်ပွဲရဲ့အလွန်မှာတော်လှန်ရေးဘက်ကလူတွေရဲ့ဟောဟိုအတွက်ကိုလည်းဆရာအမှားစကားလေးပေါ့နော်ပါလိုက်တဲ့ဥစ္စာကိုလည်းကျွန်မ ကျေးဇူးလေးတင်ပါတယ်အဒီနေ့ဆရာဖြေကြားမှုတွေပုံမှာအပြည်သူတွေရောဟိုဟိုတော်လှန်ရေးအစုတွေအားလုံးကလည်းဂျင်းနဲ့နှစ်သိမ့်လိမ့်မယ်လို့ထင်ပါတယ်ဒီမှာလည်းဆရာကိုမြန်မာနိုင်ငံရဲ့ယူကောက်ပွင့်နဲ့ပတ်သက်ပြီးတော့တေချာရှင်းလင်းပြပြသွားတဲ့အပေါ်မှာလည်းကျေးဇူးများကြီးတင်ပါတယ်အချိန်ပေးတဲ့အတွက်လည်းဆရာကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်နောက်တစ်ချက်ကျွန်တော်တို့ဒီဘက်ဒီမိုကရေစီအင်အားစုတွေနဲ့ပတ်သက်တဲ့ ညီညွတ်ရေးနဲ့ပတ်သက်လို့ကြိုက်ဆွဲထားမယ်ဘူးလေးလေးတော်တော်နဲ့ချုပ်ပြီးပြောချင်ပါတယ်။နော်။အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့အင်အားစုကြီးကစစ်အာဏာရှင်စနစ်စန့်ကျင်ရေးလမ်းကြောင်းကြီးကိုမစန့်ကျင်ဘူးလို့ပြောပါတယ်။နော်။နောက်တစ်ချက်စစ်အာဏာရှင်စန့်ကျင်ရေးကိုလှုပ်ဆောင်နေတဲ့အင်အားစုတွေမဖြိုခွဲမိဖို့လိုပါတယ်။နိုင်ငံရေးလှုပ်တဲ့အခါမှာမတူတဲ့အမြင်တွေရှိကြတယ်။ နော်တူရာတွေကိုတွဲလုပ်ပြီးတော့မတူရာတွေကိုခွဲလုပ်ဖို့လိုပါတယ်နော်အဲ့ဒီကိုအချင်းချင်းကြားမှာအမည်မတူလို့ဘွေးပန်းမဲ့ဆိုလို့ရှိရင်အပြုသဘောမျိုးနဲ့အတွင်းစီးထဲမှာပဲနော်ဘွေးပန်းတင်နေမီဒီယာတွေပေါ်မှာဖွာတာတွေစွာတာတွေဆိုတာမျိုးတွေမလုပ်သင့်ဘူးနောက်တစ်ခါကိုတူဦးချင်းအကျိုးစီးပွားလို့မဟုတ်ကိုအဖွဲအကျိုးစီးပွားကြောင့် ဘယ်စစ်အာဏာရှင်တကောင်တမိနဲ့မှနိုင်ငံရေးအပေးအယူမလုပ်ဖို့လိုပါတယ်ဒီအခြေခံတွေကိုကြိုက်တားလို့ရှိရင်ကျွန်တော်တို့ညီညွတ်ရေးကျင့်နေရနိုင်ပါတယ်နော်ပြီးတော့နိုင်ငံရေးကိုလက်ဖွားလို့မကျင့်ပါနဲ့မောက်ချီလှန်ကြီးနဲ့မောက်မောက်လိုက်လှန်လိုက်နော်ခြေဘွားလို့ပဲဇုံရက်ထားစမ်းပါနော်စစ်အာဏာရှင်စနစ်ကိုအပြတ်ဆက်ကျင်တော်လှန်မယ်ဆိုတဲ့ဒီအခြေခံပေါ်မှာဇုံရက်ပါ ကျွန်တော်ဒါဟိုပြောချက်ပဲပြီးတော့နိုင်ငံရေးမှာလက်ထမဆက်ခုလို့မကျင့်ကြပါနဲ့ asset နဲ့တွေ့ရင်အယောင်တစ်မျိုး business နဲ့တွေ့ရင်အယောင်တစ်မျိုးမလုပ်ကြပါနဲ့ကျွန်တော်ဒီလိုပြောချင်တယ်နော်ကိုကိုရဲ့ဒီ democracy အင်အားစုကြီးအတွင်းမှာထားရှိရမယ်ညီညွတ်ရေးစံတွေကိုကျွန်တော်ပြောပြသွားရဖြစ်ပါ့ဟင်း ကျေးဇူးတင်ပါတယ်ဆရာ။ဆရာရဲ့စကားလက်ဆောင်ကတကယ်ကိုတန်ဖိုးရှိတဲ့စကားလက်ဆောင်ပါ။တော်လရင်အင်အားစုတွေအတွက်လည်းဒီကနေ့အချိန်နေရတကယ်ကိုတတိထားသင့်တဲ့တတိပြုရမယ့်အချက်လေးကိုဆရာထောက်ပြပြီးတော့ပြောဆိုပေးသွားတဲ့အတွက်လည်းထက်လောင်းပြီးတော့ကျေးဇူးထူးတင်ရှိပါတယ်ဆရာ။ဟုတ်ကဲ့။ဟုတ်ကဲ့။ကျွန်တော်နောက်ပိုင်းလည်းကျမောင်းနဲ့ပတ်သက်လို့ပြောစရာတွေအများကြီးရှိပါတယ်။ဒီ Wake up with Cool ဟုတ်ကဲ့ပါဆရာ။နော်။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါ။သူတို့လုပ်နေတဲ့ဒီ2008ဖွဲ့စည်းပုံ နောက်တစ်ခါဥနုတက်လာတဲ့ခါမှာအများသိနေတဲ့၄၀ခွန်နော်ဖွဲ့စည်းပုံဆိုတာကြီးရဲ့ဘိုးချုပ်အောင်ဆန်းရှေ့စဉ်တုန်းကခြခဲ့တဲ့နော်၄၀မူချမ်းဘိုးချုပ်အောင်ဆန်းလက်နဲ့ရေးရအောင်ဥနုတို့ကစပြီးခြေနဲ့ဖြတ်တဲ့အကြောင်းလေးနောက်ဘက်တွေကြောက်တဲ့စိန်တော့ထပ်ပြီးတော့ပြောမှတ်တဲ့တွဆော်ဆွေးနွေးတဲ့အခါမှာကျွန်တော်ပြောပါမယ်ဒီနေ့တော့ဒီလောက်နဲ့ဘယ်လိုလုပ်ကြည့်ချက်အဲ အာဒီကနေ့ကျမတို့ခင်မောင်းတဲ့မီဒီယာရဲ့အင်တာဗျူးအစီအစဉ်မှာအာဆရာဦးအောင်စိုးဦးရဲ့မြမသမိုင်းမြမနိုင်ငံရဲ့ရွေးကောက်ပွဲ ကောက်ကြောင်းနေနဲ့ပတ်သက်ပြီးရောလာယာက နေပြီးရောလာယာအထီကိုတိတ်တိတ်ချာချာလေးဖြေချပေးသွားတဲ့အပေါ်မှာနာတော်တာဆင်နေကြတယ်ကြိရှုနေကြတယ်ပြိသက်ကြီးနေနဲ့လည်းကျင်တဲ့အာယာနဲ့တိတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်မယုံကြည်ပါတယ်နောက်ထပ်လည်းဆီယာနဲ့အင်တာဗျူးရဲ့အစီအစဉ်တွေကိုလည်းထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခင်ပေါင်းတဲ့မီဒီယာကိုအဲစောင့်မျှော်ကြည့်ရှုအားပေးကြဖို့အတွက်အဲပြိသက်ကြီးကိုလည်းမေတ္တာရက်ခံနေပါတယ်ရှင်ကျေးဇူးတင်ပါတယ်